ခုထုံးဝင်ချင်းနေဘယ်လိုလဲချင်းနေကတော့ချင်းနေကတော့အခုဘာဖြစ်နေလဲဆိုတော့အဲဒီလူငယ်လူငယ်တွေပါပဲလူကြီးတွေလည်းပါအဲတော့ဘတ်တွေရောမြုပ်ဘတ်တွေရောဟိုအလုတ်ကင်တွေရှားကြရတယ်လုတ်ကင်တွေရှားကြရဆိုတော့ဒီလူငယ်တွေအနေနဲ့ဟိုပတ်စံရဖို့အတွက်ကိုသူတို့လွယ်နည်းလမ်းတွေလိုက်ကြတယ်ကွာအင်းဟုတ်တယ်အလွယ်နည်းလမ်းတွေလိုက်လိုက်နေတာတော်တော်များတယ်အဲ့ဒါလူမှုကွန်ရက်မှာတွေ့နေရတယ် တို့အဲအဲ့နှလုံးထင်ရောင်းတာတွေအင်းမွေးစေးပါရောင်းတာတွေပြီးရင်မှဂိမ်းပေါင်း900အရာအရာတော့လူတိုင်းနဲ့မဟုတ်ပါမဖြစ်ဘူးကြော်ကြော်ညာအားလည်းကောင်းတာ ਉਹ လေနော်အဲ့ဂိမ်းပေါင်း900ကြီးကဘာမှဟိုပါမဖြစ်လိုက်နဲ့ဒီတိုင်းလှိတ်တက်လိုက်ရင်ကိုကြော်ညာတွေကအရန်ဝမ်းနေရအင်းဟုတ်တယ်အဲ့ဒီစိုးစိုးကတော့အဲ့ဒီသူတို့ဒီဂိမ်းပေါင်း900ကသူကအခုမှဖြစ်နေတာမဟုတ်ဘူးကြာတော့ကြာပြီအင်းဟုတ်တယ် ဲ့ဒါပေမဲ့အဲ့ဒီအာနာမသိခင်အားဆိုရင်သူကရှိတော့ရှိနေတယ်อืมရှိတော့ရှိနေတယ်ဒါပေမဲ့အဲ့လောက်ထိကြီးမိုင်းမဖြစ်သေးဘူးပေါ့လေဒီအစိုးရကသူထိန်းချုပ်ထားနိုင်သေးတယ်မဖွင့်ပေးဘူးကွာလုံးဝဒါထိန်းချုပ်ထားနိုင်တယ်အဲ့ဒီအချိန်မှာစီမံကိန်းတချို့ကလည်းအဲအဲ့ဒီဂိမ်းပေါင်း900ယောက်ကို base နေရာပေါ့လေနေရာတွေအကုန်လုံးကလည်းသူတို့ဟိုကြီးကြီးမားမားမဖြစ်သေးတဲ့ဟာတွေကြီးပဲအခုကအာနာသိမ့်နဲ့သိမ့်ပြီးတော့ ဟိုစစ်တကတရံလာမင်းတို့နိုင်ငံကြီးမလုံပြီးတာလဲဆိုတော့လူငယ်တွေကအဲ့လိုမျိုးကွာဟိုအလောက်ကန်ရလဲခွန်လန်ရှားပလာလေပြီးတော့နိုင်ငံချင်းညှုံ့နှံမှုတွေကသူတို့ထွက်ကြတယ်ဆိုတော့ဟိုဘာလို့လို့လောက်အောင်မသိဘူးအဲကယ်ရီပဲမအောင်တော့မလို့မလို့ဟိုဘာလည်းပဲလောက်အောင်မလို့ဒီဟာပဲလောက်အောင်တော့မလို့နေမှာမူဇေဝါရောင်းနေတာနဲ့နှလုံးထိရောင်းကြတာနဲ့ဂိမ်းပေါင်း900နဲ့အမှတော်တော်ဘဝကြီးပြည့်နေကြတာအဓိကပြဿနာလူတွေကအရန်အာနေလို့ လုံးเสียအောင်မရှိလို့အញ្ញအားလေလို့နေခဲမောင်း900ပုံစိတ်ယူပါရောက်သွားတာပြင်တော့ဆိုကိုဟာကိုကိုရဲ့ရီမန်းချက်နဲ့ကိုလမ်းကြောင်းနဲ့ကိုလုံးเสียရှိတဲ့ခါနဲ့လုံနေကြတော့တရားကိုဥမတည်နိုင်သေးဘူးကွာဟုတ်တယ်အမတယောက်ဆိုတွေ့ဘူးတယ်သူအမတယောက်ပေါ့နော်ညီမထက်နည်းနည်းအသက်ကြီးသေးတယ်သူကအရင်တော့သူ့ဟာနဲ့သူသူ့အလောက်ကိုင်းနဲ့သူသူရှိနေတယ်အာနာလည်းတိမ့်ပြီးရောဟိုဟိုဖြစ်တာပေါ့နော်အဲ ဒီတိုင်းဘာမှမလုပ်ရပဲနေနေရအရာတဲ့အခါကျမှအားနေရလေအားနေတာဘာလုပ်ရမလဲဆိုလက်တက်စမ်းကြည့်တာအဲ့ဟာတွေကိုခဏ2000ထည့်လိုက်2000ထည့်လိုက်အဲ့လိုမျိုး keep wave ပေးနေလေ keep wave ပေးနေတယ်ဟုတ်သူဟာသူမရှိတော့လေတခြားသူစီကနေပြီးချီးပြီးတော့အငှောင်းဝါလေးထည့်ပေးပါအောင်ဆိုပြီးတော့တုံးတုံးတုံးနေရဘယ်လောက်တောင်ကုံသွားလဲတော့ညီမလည်းသေချာတော့မသိဘူးသူလည်းတော်တော်ကုံနေမှာအဲ့ဒီအားနေတဲ့အချိန်တွင်မှာအဲ့ဘာပြဿနာအားနေရအဲအဲ ပါဝင်ခြင်းမှာဘယ်လိုမြင်ရလဲဆိုရင် तू ကဟို तू ကရဲဘော်ပဲ။ तू ကအဲရဲဘော်မဘူးပေးကြပေါ့။အပေးဟာကို तू ကအရင်တော့ဆိုရင်တော့ပြန်မျှပေးတာမျိုးရှိရယ်။အချင်းချင်းပြန်မျှပေးတာပေါ့လေ။ပြန်ရှေ့တန်းအတွက် तू သွားမယ်ဆိုရင်အဲဒီလိုအပ်တဲ့ဟာတွေပေါ့ဥမာစလေတို့ယောက်ျားလေးဆိုတော့စလေတို့မီချစ်တို့ချေအိတ်တို့အဲသူဘသူစုဝေတာပေါ့။အဲဒီရတဲ့မုတ်ဖုံးလေးနဲ့အခုကကျတော့ तू ကတောင်တန်းကိုပြန်လာတဲ့အချိန်မှာ อืมอ่าไอ้เฉยมาอินเทอร์เน็ตไปต้งน่ะบ่วะอินเทอร์เน็ตไปต้งน่ะบ่หู้บ่โหอินเทอร์เน็ตก็ไม่ရှိอยู่ไอ้เฉยอ่ะเอ่อนอกตันโหเปลี่ยนยောက်ได้เฉยจ้ามาอ่าต้งอ่ะน่ะบ่เลยครับอ่าอะคูจะรอสตาร์ลิงเนี่ยเชดันนี่มาย่าเลยสรุปอสินปีจ้าบ่ไอ้เฉยมาตัวอ่ะအဲအမှန်ကကြောညာဒီမြင်တဲ့အချိန်မှာအမှန်ဟုတ်ပါမလားဆိုတဲ့စိတ်လေးနဲ့လှုပ်လှုပ်လိုက်တာအဲသူပတ်စံဝင်တယ်ပတ်စံရတယ် တတိယရတဲ့ပတ်စံနဲ့တောင်မှသူအတူတလက်လာသူဝဲလိုက်သေးတယ်။အပီလီဗီယိုတဖြည်းဖြည်းနဲ့ပြန်ပြန်ကောင်းသွားတယ်။သူအိမ်ကလည်းသူပတ်စံတောင်းမလောက်ဘူးကွာ။မဟုတ်ဘူးတောင်းမလောက်တော့ဘူး။ဟုတ်တယ်။အဲသူဝယ်ထားတဲ့အဲပစ္စတိုတူလည်းသူပြန်ရောင်းလိုက်ရတယ်။ပြန်ကောင်းတာပဲ။သူမှအခုဆိုသူနာမည်ပြတ်တယ်ကွာ။ဟုတ်သူတွေ့တာနဲ့အငါးရှိတာ9000 1000လောက်ဒီကောင်ချီးတော့မှာပဲဆိုပြီးတော့အဲအဲ့လိုမျိုးဖြစ်တယ်ပေါ့လေ။ဒါပေမဲ့အချင်းချင်းကျတော့လည်းမပြောဘူးကွာ။နောက်ဆုံးသူ့ကိုဘယ်လိုလုပ်ရလဲဆိုတော့ အမင်းဒါလုံးဝဆော့လို့မရဘူးပေါ့ဟုတ်သူအပြစ်ပေးရည်ယူအတော်ကြမှာအဆင်ပြေသွားကြတယ်อืมဒါဆိုဒါဆိုဒါတော်လိုင်းထဲကရေးဖို့တယောက်အဲနီးပတ်ပါဝင်ချင်းမှာဖြစ်သွားတာပေါ့လေอืมအဲ့လိုပြောအဲ့ game ကလည်းကိုတိုင်းတော့တေချာတော့မစော့ဖူးဘူးဒါမှမြဲရတလောက်ဆိုလို့ဆော့ဆန်းတော့မဆန်းဘူးဒါဆန်းကောင်းတဲ့အရာမဟုတ်တော့တော့မဆန်းကြည့်ဘူးဒါပေမဲ့အမြင်နေရတလောက်တော့သူက ဟိုဆော့ပြီးပြီဆိုလို့ရှင်ဆွဲသွားတော့သူကဟိုဟိုမိုဘိုင်းလေဂျန်ဂိမ်းတွေထက်တောင်ဆွဲကြသေးတယ်သူတည်းဘာလို့လဲဆိုဒါကပတ်စံနဲ့ဟိုဟာဖြစ်တာလေနော်ဟိုဟာရှုံးလိုက်လိုက်လိုက်အဲ့လိုမျိုးတွေဖြစ်နေတော့သွားဆလို့တော့မရအောင်ဒီဟာဆတချို့တွေတွေကလေဒီ game ကဒီလိုမျိုး program ဆွဲထားမှန်းကိုသိတယ်သိသိချင်းနဲ့ဟိုငါစမ်းကြည့်မယ်ဆိုပြီးတော့သွားစမ်းတာစမ်းရင်လည်းဟိုက တို့ရဲ့ program ကိုကဒီထဲမှာဟိုကဒီဘက် user ရဲ့စိတ်နေစိတ်ထားဘလို့လဲဆိုတာကိုအကုန်လုံးထည့်ပြီးတော့ဟို program လောက်ထားပြီးသားလေးနော်ကိုကဘလို့မျိုးဟိုဘလို့ပဲဖြစ်ဖြစ်ငါ2000လောက်ဆော့ပြီးတော့နိုင်လို့ရှင်ငါရက်လိုက်ပါမယ်ပြောပြောဟိုကဟိုစွတ်တက်တယ်လေးနော်စိတ်ကိုစွတ်တက်တယ်အဲ့ခါကျတော့ဒီဟာကြီးကဘလို့မှရက်လို့ရမှာမဟုတ်ပါဘူးပါသွားမှာပဲအနည်းနဲ့အများပေါ့နော်အများဆုံးကကျတော့ဒီ game ကိုဆော့ပြီးလို့ရှင်နော် နိုင်သွားကြတယ်ဟိုအရင်မျိုးမျိုးမျက်မျက်ကြီးဖြစ်သွားတယ်ဆိုတာကြားတော့မကြားဘူး။ဟွန်းဟုတ်တယ်ဟုတ်တယ်။ပြီးတော့အဲ့ဒီအခုဆိုရင်အိမ်နေပေါင်ရတဲ့ဟာကြီးရှိတယ်။ပြီးခဲ့တဲ့ရက်အဲရက်ပိုင်းကဆိုရင်ဒီအဲ့လိုမျိုးဂိမ်းပေါင်းကဆော့လို့ကိုကိုတက်တည်လိုက်တဲ့လူငယ်တွေဆိုများလာပြီပေါ့လေ။အာပြီးခဲ့တဲ့ရက်ဆိုနှစ်ယောက်တောင်ယောက်ျားလေးလည်းရှိတယ်မိန်းကလေးလည်းရှိတယ်။ဟိုအသက်အနည်းဆုံးရှုံးသွားတော့လောက်ထိဒီဂိမ်းဂိမ်းကိုသူတို့ဆွဲလန်းနေ အဲ့တော့ဟိုဝင်ဝင်အနေနဲ့ဘာဘာရမလဲဆိုတဲ့ဟာကိုပဲသူတို့ကြည့်တဲ့ချိန်မှာ မြန်မာပြည်မှာစီးပွားရေးရလဲအကုန်လုံးကရက်နေပြီလေဟုတ်တယ်အဲ့တော့ဆိုရဲအပြဒနာလဲပြည်လပိတ်ဆိုင်နေသွားတယ်ပြည်ဆိုင်နေမှာဆိုရင်လည်းအဲကလုံ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 ဟုတ်တယ်ဂျင်နွားဂျင်နွားဆိုရင်ဒီလိုမျိုး ဟာတွေမရှိဘူးလေနော်ရှိတယ်ဆိုလို့ရှင်တော့မှာပေါ်ပေါ်ထန်ထန်တိတ်မရှိဘူးအခုဆိုရင်ဒီ SMS တို့ဘာလို့မှာဆိုလို့ရှင်တော့မှာဟိုကြော်ညာနေကြဝန်ဝန်လာတယ်เนาะပေါ်တန်အရင်တော့ကဒီလိုမျိုးတတိထားမိသလောက်တော့မရှိဘူးဒီ SMS ကနေတစင်ဒီပြီးတော့ဒီ SMS တွေဆိုတာကလည်း Telecom company တွေကခွင့်ပြုမှဒီဟာတွေကပို့လို့ရတာလေเนาะဒီဟာတွေကိုသူတို့ဘလို့အချက်လက်တွေနဲ့ဘလို့ data တွေရပြီးတော့ ဟိုလူတွေလူတိုင်းအပေါက်စီကိုအဲ့လိုမျိုးပို့နိုင်နေတယ်လဲတော့မပြောတော့ဘူးအဲ့လိုမျိုးဟိုလူတွေစီကိုဒီအဲ SMS ကနေတဆင်ရော online ကနေရောဟိုကြားသမျှနီးလန်းကနေပြီးတော့ရောက်နေကြတော့လူတွေကလည်းစမ်းကြံစိတ်ဖြစ်နေမှာပဲခုနကပြောသလိုလူတွေကအားနေတော့လေရလို့ရငါပေါ့နော်ပြီးတော့ဒီစစ်တပ်ကြီးကုံလုံးကလည်းဒီစစ်တပ်စစ်တပ်ပိုင်ပိုင်ဆိုင်မှုတွေပဲဖြစ်သွားတယ်ဟာဖြစ်သွားတာဘူးအဲတော့စစ်တပ်တော့တည်တဲ့အတိုင်းပဲဒီကောင်ကပထမလူမမဆန်တာဟုတ်တယ်မလား ဒါတော့လူမဇန်နဲ့အလုပ်တော့ဒီကောင်တော့လုံနေမှာပဲစစ်တပ်ကတော့ပြီးတော့ခုနကတော့ကိုထုံးဝင်းပြောသလိုပဲသူဟိုနိုင်ငံရေးစိတ်ဝင်စားပြီးတော့ကျန်တာမျိုးတို့ကြိုက်တာလုံဆိုတဲ့ဟာမျိုးခွန့်ပြုတ်ထားတာကွာမူးရစေဆိုလို့ရှိရင်လည်းကြိုက်တာတော့မျိုးတော့၃ချင်းတလောက်တော့ဂိမ်းဆိုလို့ရှိရင်လည်းဘဝပြက်ချင်းပြက်ဘာဘာဘာပဲဖြစ်ဖြစ်ဒီနိုင်ငံရေးဘက်မှာငါတို့ကိုမလှန်ပြီးတော့မျိုးတို့ကြိုက်တာလုံဆိုတဲ့ဟာမျိုးနဲ့လှော့ထားပေးတာပြီးတော့ဒီချို့ social influencer တွေပေါ့လေ နည်းနည်းနဲ့မဲ့ဒီလူမှုကွန်ရက်မှာသူတို့နည်းနည်းနဲ့မကြီးလူတွေကလည်းပတ်စံယူပြီးကြော်ညာပေးရလေအင်းအဲ့ဒါအဲ့ဒီပုံမှာလည်းလူငယ်တွေကဟိုပို့တိသွားတယ်ကွာ marketing marketing ကကြေကြေပြင်းပြင်းဒီဂိမ်းပေါင်းကဘကလောက်တော့ဟိုဟိုငါစမ်းကြည့်လိုက်ပါမယ်ဆိုရင်စိတ်ကရင်စတာပဲလေအင်းဟုတ်တယ်အမ်ဒါဒါသူများဖြစ်တာပေါ့ငါဖြစ်တာမဟုတ်ဘူးပေါ့လေဒီလိုမျိုးသူကရောက်ရောက်တရာမှာ 69ယောက်ကရှုံးတယ်တယောက်ကတော့နိုင်တယ်ပေါ့အဲ့တော့အဲ့ဒီတယောက်ကို69ယောက်ကအားကြတယ်အဲ့တော့69ယောက်မှာယောက်80လောက်ကဘွားကြီးပြတ်ပြီဟုတ်တယ်အဲ့ဒီတယောက်ကလည်းထိပေါက်တာထက်တောင်ခတ်သေးတယ်နော်ထိပေါက်ထိထိုးလိုက်ရင်တော့မှထွက်တာသေးချာသေးတယ်အဲ့လိုပြန်နေထိရတရဝင်သေးတာဟုတ်တယ်ဟုတ်တယ်อืมเอออะคูอะคูไอ้ နေဆက်မှာဆိုရင်အဲ့ဒီဂိမ်းပေါင်းကနေပြီးတော့အဲ့ဒီကြားဖြန့်မှာလည်းလူငယ်တွေနေအများကြီးရောက်တော့อืมအဲ့တော့ကာစီနိုတို့ဘာလို့မှာဆိုอืมမနဲ့မနောပါပြီးခဲ့တဲ့ပြီးခဲ့တဲ့ချက်ကဆိုရင်ကြားတာအဲ့ဒီလူငယ်တွေအနေနဲ့ပြည်တွင်းမှာလုပ်မယ်ဆိုရင် तू ပတ်စံကုန်ပြီးပတ်စံနှစ်သိန်းလောက်ပဲရမှာတဲ့อืมကြားဖြန့်တော့လုပ်မယ်ဆိုရင်ဒီလောက်15သိန်းသိန်း20လောက်ရတယ်အဲ့လေလူတွေကလည်းမလုံးနေเนาะอืม ရတဲ့ဟာကိုတော့ဟိုဆွဲကြမှာပဲသွားကြမှာပဲအဲ့ဒီမှာဆိုရင်အဲ့ဒီကြားဖြန့်တယ်မှာလည်းသွား slow ပါပြီးသားပဲဟုတ်တယ်အဲ့တော့တတော်များကြားဖြန့်ဆိုတာသူများဟိုသက်ဆန့်လိန်နေလို့ပဲထင်တယ်အမှန်တော့မဟုတ်ဘူးဒီဟာလည်းလိန်တာပဲအကုန်လုံးလိန်နေတာပဲသိရမလားဟုတ်တယ်ဟိုပြီးခဲ့တဲ့ရက်ကဆိုရင်လည်းလူမှုကေယာမှာပဲတက်လာတာဖုန်းသုံးနေနေတော့မှဘာဖြစ်လဲဆိုတော့သူက သူ့ရဲ့နေထိုင်တဲ့အိမ်ဝိုင်းကိုလို့ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းပေါင်ပေါင်ပေါင်တော့ခုအိမ်ဝိုင်းမှမရှိတော့ဘူး။အဲသူ့အိမ်ဝိုင်းကတိန်းတစ်တောင်းလောက်တန်တန်းထား။သူကမဟုတ်သူ့ဆက်ဟိုပတ်စံလေးအာငါးသိန်းဖြည်းဖြည်းဆယ်သိန်းဖြည်းဖြည်းခဏပေးပါအောင်ဆိုပေးပါအောင်ပေးပါအောင်လုံလုံလုံရဲ့။သူ့ပါသွားပြီအကုန်လုံး။อืมအဲ့ဒါကိုသူတို့မိဘတွေကလည်းသွားပြီလေ။ဒီဒီခေဒီကလာအနေနဲ့အိမ်တလုံးပြောင်းဝယ်ဖို့ဆိုတာမလွယ်ဘူးလေနော်။ဟွန်း။အဲလူငယ်တွေက အလောက်ကန်ရှာပါမှုဒဏ်နေရော ပြီးအကြောက်တရားဒဏ်နေရောပြီးဒီချာထဲမှာမှဒီဂိမ်းပေါင်း900ပြဿနာလည်းဟိုလက်ရှိချိန်ဒီနီးဥပဒေတွေနော်อืมဥပဒေလည်းမရှိဘူးစွဲဖို့လည်းမကြိုးစားကြအောင်อืมဒီတန်းလော်တာပြီးရစစ်တပ်တော့စစ်တပ်ပြီးသားอืมငွေတွေဘဝကတော့ပြက်ပြင်းပြက်ပဲอืมနာကတ်ကတော့ဘယ်လိုလာမလဲမသိဘူးဟုတ်ကဲ့ပါ ကျွန်တော်တငယ်ချင်းကြူချမ်းနေတယ်ကျွန်တော်တို့ကဟိုလက်ရှိဒီဂိမ်းပေါင်းကားနဲ့ပတ်သက်ပြီးတော့လူငယ်တွေအနေနဲ့ဒီလမ်းမကိုသူတို့ရောက်ပြီးတော့ဘဝပြည့်နေကြတဲ့လူငယ်တွေကပြည်တွင်းမှာဆိုရင်လည်းအများကြီးပါပဲဒီပြည်တွင်းမှာရှိနေတဲ့ဒီလူငယ်တွေအနေနဲ့လည်းဒီဂိမ်းပေါင်းကားအနေနဲ့ပတ်သက်ပြီးတော့အထူးတတိထားဖို့လည်းအဲကျွန်တော်တို့ဒီကားနေပြီးတော့တိုက်တော်လို့ဆိုချင်ပါတယ်ဟုတ်ကဲ့ပါဒီကြည့်ရှုနေကြတဲ့ပြည်သက်တွေအနေနဲ့လည်းဒီအဲဂိမ်းပေါင်း900တွေကိုလည်းရှောင်ကျဉ်ပြီးတော့ အဲတဘာဝဘေးရောစစ်ဘေးရနေပြီးတော့ကင်းဝေးပြီးတော့ကိုယ်စိတ်နှစ်ပါးချမ်းသာကြမှာကြပါစေရှင်